ှင်းကသူသွားတဲ့ပုံစံကတော့ဝင်ဝင်ချင်းခုနပြောတဲ့ intro blacking ပေါ့နော်အဲ့ဒီကောင်က eegee နဲ့သွားတယ်ဒါပေမဲ့ကျွန်တော်တို့က d position နဲ့ d ဖို့အတွက်ကပ်ဖို့ညှက်လိုက်တာပေါ့နော်တကယ်တမ်း eegee ဖြစ်မယ်ပေါ့အဲ့တော့ d position နဲ့ d တယ်အဲနောက်တခါ intro နှစ်ပိုင်းရှိတာပေါ့နော်ပထမတစ်ပိုင်းက key e ကို d position နဲ့ d မယ်နောက် intro တစ်ပိုင်းကျတော့ minor ဖြစ်သွားတယ် d minor ပေါ့ e minor ဖြစ်သွားတယ်ပေါ့နော် d တာတော့ d minor ပုံစံနဲ့ d သွားမှာပေါ့ တကုတ်လုံးလည်းအဲ့ဒီဒီမိုင်နာပုံစံနဲ့တီးသွားမယ်နောက်တစ်ခုရှိကြတာကကီးကိုဆုံးဖြတ်တဲ့အခါကျတော့သူကဒိုရီယန်မှုခေါ်တော့မိုင်နာကီးပုံစံပေါ့အဲ့ဒီဒိုရီယန်မှုဆိုတော့ E minor နဲ့စပြီမဲ့ပုံမှန်ရဆိုတော့ E minor နဲ့စရင် E minor key ပေါ့နော်အဲ့ E minor key နဲ့ relative ဖြစ်နေတဲ့ major key က G key ဖြစ်တာဟုတ်ဒါအလွယ်သတ်မှတ်ရင်ဒါ E minor တီးတယ် parallel call လေးတွေလည်းအဲ့လိုပဲ cut ဆင်နေဖြစ်နေတာ ဒါပေမဲ့ဒါတကယ်တမ်းသူသွားတဲ့ပုံစံအရဒိုရီယန်မူးဖြစ်နေတယ် E minor နဲ့ဆိုပေမဲ့ D key ဖြစ်သွားတာပေါ့နော် D E ပုံစံဖြစ်သွားတယ်နည်းနည်းတော့ရှုပ်မယ်ကာပိုညှက်ထားတဲ့တွေ D minor ပုံစံနဲ့ D မယ်ဟုတ်ပြီနော်အဲ့ဒါတပားစီရှော့တာပေါ့အစစအရင်ဒါဆို major chord နဲ့ဝင်တဲ့ပုံစံလေးအရင်စမှာပေါ့နော်ဒီမှာကာပိုနဲ့ပဲညှက်ပြီးတီးတဲ့ပုံစံအတိုင်းပဲ note ကိုလည်းရေးပေးထားတယ်ပေါ့နော်ဒီပုံစံ D minor ပုံစံနဲ့ပဲ chord ရေးထားတယ်ပေါ့ intro ကိုအရင်သွားကြတာပေါ့နော် intro နှစ်ပိုင်းရှိတယ်ခုနပြောသလိုပဲအဲဒါအရင်ဆုံးပထမအပိုင်းကိုသွားမယ်ပေါ့နော်ပထမအပိုင်းက D chord major နဲ့ D မှာပေါ့နော် D chord ကို plugin ဆင်းတဲ့ခါကကျတော့သူက4ကနေဆင်းမှာပေါ့4312ပြီးရင်3လာမယ်ဟုတ်ရနော်အဲ့ဒါပြီးရင်ဒီလက်သန်းလေးရဲ့ sub 4ပုံစံလေးပေါ့ဒီလက်သန်းလေးကိုထောက်ပြီးရင်လက်သန်းလေးရပဲ ပို့လိုက်မှာဗောနော် pull all လောက်တယ်ခေါ်တော့ဗောနော်ဒီဘက်ကမတီးပဲနဲ့ဗောနော်ပြီးရင်ဝမ်ဂျိုးထောက်ထားတယ်ဒီလက်ကလေးလေးကလှုပ်ပေးမယ်အဲ့ဒါကိုတစ်ချက်တီးမယ်နောက်ပြီးရင်ဒီတူးဂျိုးဖိထားတဲ့အသံကိုတစ်ချက်တီးမယ်အဲ့ဒါလေးကိုပေါင်းလိုက်မယ်ဆိုရင် ကော့လာမယ် C ပြီးရင် G ကော့ရဲ့ first inversion ဖြစ်တဲ့ bass note B နဲ့ပဲယူမယ်ဟုတ်ပြီနော်အဲ့ဒါကိုဘယ်လိုတီးမလဲ C ကော့တော့ကဒီအောင်နှစ်ချောင်းမလို့ဘူးနော် bass note ပဲပြောင်းသွားမယ်ပြီးရင်5ပြီးရင်အောက်ကနှစ်ကြိုးရယ်5 3နှစ်ကြိုးရယ်3ပေါ့ဟုတ်ပြီနော်တဝက်စီတီးမှာနော် C နဲ့ G နဲ့ဘင်းခုန G ကော first inversion ဖြစ်တဲ့ B note နဲ့သွားမယ်အဲ့ဒါကြတော့ နော်5 3 2 1 2အဲ့တော့ C နဲ့ G နဲ့ဟာပါဖြစ်မယ်ပေါ့နော်ဒီနဲ့ပြန်ပေါင်းမယ်ဆိုရင် ောက်2ခောက်3ခောက်4ခောက်ပြည့်မယ်ပေါ့နော်4ခောက်ပြည့်ပြီးရင် D လေးကိုဒီတဘာပြီးမယ်ပြီးရင်ဒီတဘာ rest နဲ့စောင့်မယ်ပေါ့နော်အဲ့ဒါလေးဒီပါပေါ့ခုနောက်ဆုံးဒီ intro ပထမပိုင်းရဲ့အဆုံးသတ်က D ရရိုးရိုးအခြေခံ plugin ရထားပြီးသားလို့ဆိုလွဲပါတယ်ဒီလိုလေးပြောလိုက်ရမယ်သိပါတယ်ဝါး ောက်ပြီး intro ဒုတိယအပိုင်းလာမယ်ပေါ့နော် intro ဒုတိယအပိုင်းကျ minor ဖြစ်သွားပြီအဲ့တော့ဒီမှာခုနလိုပဲယူထားမှာပါပဲယူရက်လက်ချောင်းကတော့ D minor ဆိုပေမဲ့ဒီလိုယူထားမယ်ဘာလို့လဲဆိုတော့ဒီ5ကျိုးလေးကိုလက်ကလေးလေးကလန့်လန့်တက်မှာမို့လို့အဲ့တော့ယူရက်ခါကျတော့432ပေါ့နော်နော်432ပြီးရင်ဒီ5ကျိုး C note ကိုလန့်ထောက်မှာပြီးရင်432လန့်တီးမှာ 5ဂျိုးအလွတ်တန်ရဲ့9စီနှုတ်ရဲ့ဟုတ်ပြီနော်အဲ့ဒါကိုပေါင်းလိုက်တာပေါ့ဒါတပားစာပဲနော်ဟုတ်ပြီနော်အဲ့ဒါမျိုးကို၄ကတီးမှာ၄ကတီးတဲ့ခါ၄ကမြောက်ကနေပြီးတော့ F chord နဲ့ C chord ကိုပြောင်းတဲ့အချိန်ရောက်လာမှာသူက intro မှာအဲ့ဒါလေးကြတော့နည်းနည်းလေး အပြောင်းလဲလေးရှိတယ်နောက်ဆုံးပြီမှာဒီ5ဂျိုးကိုမလာဘဲနဲ့ဒီ4ဂျိုးရှိရတူးခွက်ကိုသွားမှာအဲ့၄ဘာမြောက်ဒီမိုင်နာတီးတဲ့ဟာကတော့တူးဂျိုးဒီပြီးတာနဲ့4ဂျိုးဒီတူးခွက်ကိုလာထောက်မှာနော်ပြန် F ကိုအတွက်လာပြီ F ကိုတော့ဒီ4ဂျို3 3ခွက်ပေါ့နော်တစ်ချက်ဒီမယ်ပြီးရင်3ဂျိုအလွတ်တန်း နောက်တူးကွယ်ပြီးရင်အောက်ကတူးကျိုးနော်နော်တူးကျိုးတက်ကဖိပြီးသားဒီလက်ကိုမပြောင်းအဲ့တော့ F ကိုအတွက် C ကိုအတွက်လည်းအဲ့လိုပဲ C 5ကျိုးပြီးရင်4ကျိုးအလွတ်တန်ရဲ့တူးကွယ်ရဲ့ပြီးရင်3ကျိုးအလွတ်တန်အဲ့ဒါဆို F နဲ့ C နဲ့က ဟာပါပြီးရင် D minor ကိုပြန်ဝင်အကူတဲ့ဟာလေးကိုပြန်ပြမယ်နော် D minor ရဲ့နောက်ဆုံး၄ပါးရဲ့၄ပါးမြောက်ပေါ့နော်အဲ့၄ပါးမြောက်ကနေ F C ကူတွေဟာလေး intro ဒုတိယပိုင်းကပဲ bus 1ကိုအဲ့လိုပုံစံနေတီးသွားမှာပေါ့နော်ဒါဆိုရင်ဒီ intro ကနေ bus 9တဲ့ပုံစံလေးပြအောင်ပေါ့နော်ကျတော့ဒီ bus ကိုဆိုတဲ့အချိန်ကျရင် F နဲ့ C နဲ့ဘယ်လိုသွားမလဲဆိုရိုးရိုးပဲ4ဂျိုးရယ်3ဂျိုးရယ်ကိုဒီလို အရင် F ကင်ထားတဲ့ပုံစံအတိုင်းပဲဒီဟာမလွတ်ဘူးနော်မြုံနေလုံးမြုံနေလုံးဆိုပြီးစဝင်တဲ့ချိန်ဒီ F ကော4 3 2 3ပြီးရင် C လဲအလိုပဲ C ကျတော့5 4 3 2ဆင်းလိုက်တာညိုနေတော့ဟုတ်ပြီတော့ တည်ပြောင်းသွားတဲ့နေရာတွေကျတော့ရိုးရိုးအခြေခံ plugin ပုံစံလေးနဲ့ပဲပေါ့နော်ကိုအဆင်ပြေတဲ့ပုံစံနဲ့ဒီပါဒါအကြီးအတိအကျကြီးလိုက်လုံနေစိတ်ပင်ပန်းမှာဒါဆိုရင်တော့ဒါ bus 1 plugin နဲ့ဆိုတဲ့ပုံစံလေးပေါ့ bus 2ကျတော့သူ return ဆောက်ဝင်တော့ return ဝင်တဲ့ချိန်ကျတော့ဟိုပါပေါ့ဒီချာချာလို့အသိများကြတဲ့ပုံစံပေါ့နော် ုံစံလေးပေါ့အဲ့အဲ့ပုံစံလေးနဲ့ပဲသွားတာပါပဲ down down and down 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 and down down 1 and 2 and 3 and 4 and 8 4 and 8မှာအလူးလေးထည့်တဲ့သဘောပဲเนาะအဲ့ဒါလေးနဲ့သွားပါပဲအဲ့ကြောင့် F flat C နဲ့ Harvard ရယ်ဆိုရင်လည်းအဲ့လိုပဲပေါ့ ောင်မှဒီကဒီမိုင်နာမှာထည့်ပြီးတော့ကစားတော့တာရှိသေးတယ်ဒီမိုင်နာကိုင်မယ်ပြီးရင်လက်သန်းလေးရဲ့ဝမ်းကြိုးထောက်တယ်ပြီးရင်ပြန်လွတ်တယ်နောက်ပြီးရင်လက်ညိုးဖိထားတဲ့နှုတ်ကလေးပါလွတ်တယ်အဲ့ဒီအံဘလို့ထွက်လဲဆိုတော့အဲ့တော့2 V နဲ့4 V မှာအဲ့ခုနကထည့်တဲ့ဟာလေးပါတယ်နော် test so jimmy da da, da, da. plus 2ရဲ့နောက်ဆုံးမှာကျတော့ g ကော့ကိုချိန်သွားတဲ့ move လေးပေါ့နော်အဲ့ဒါလေးရတယ်တကယ်ဟွာလေးပါပဲတောင်းကို light ဖက်တဲ့ note လေးပေါ့နော်အဲ့ဒါကိုတော့ note လေးထိုက်လိုက် light တီးမှာဖြစ်မှာ g ကော့နှစ်ပါးပေါ့နော် when ဒါနဲ့ဒီ g ကော့ထဲမှာပါတဲ့ note တွေပဲနော်စစ်ကြိုးပြီးရင်5ကြိုး2ကွယ်ပြီးရင်3ကွယ် ပြင်ဖူးအလို့ပြင်အလို့လေးကိုတီးပြီးဟမ်းမပေါက်လိုက်မယ်ပြင်သရီဂျိုကျွန်တော်အတန်လေးတွေပြတ်တောင်းလေးတွေမဖြစ်အောင်နော် sustain လေးတွေရှိနေရမယ်ဒီမိုင်းအောင်ဆင်းသွားမယ်ပေါ့နော်အဲ့ဒါလေးအဲ့ဒီနေရာလေးတွေက

ဒီအနိမ့်သံနဲ့ဗောနဒီရဗောနရေနို့ဗောဂျာတူဆိုရေဗောနရေရနေလာဗောနအဲ့တော့စလိုက်ယူတာဗောနဒါလေးပါပဲဒီတကြိုးလေးကိုပဲအကုန်လုံးရေလာပင်လာဆိုဖာဖာပင် ဲ့ခါလေးကိုလွန်းစရာကောင်းတယ်အဲ့နှုတ်ကလေးကိုသူ distortion နဲ့ပေါ့နော် distortion နဲ့တီးရမင်းစင်မလိုင်းရဲ့ပုံစံတွေအတိုင်းပဲကျွန်တော်အကြိုက်ဆုံးကတော့အဲ့ solo နှုတ်ကလေးရယ်ခုနကဘတ်စ2နောက်ဆုံးမှာထည့်တယ် feel note ရယ်အဲ့ဒါအကြိုက်ဆုံးအပိုင်းလေးပဲအဲ့ဒါလေးကဆွဲခေါ်သွားတယ်လို့ပေါ့နော်အဲ့ဒါခင်ဗျားတို့လည်းအဆင်ပြေမှာပါဒီလောက်ဆိုရင်